င်္ဂလာညချမ်းပါရှင်။အခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီမှာကတော့ပူပူပါ။ပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေပြက်ပြက်တတအေးမြူတာကြောင့်ဖြစ်ရတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာပြသနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုအပြည့်ပြည့်ဆိုင်ရာအတိုင်းဝန်က ြက်ပြက်သားသားတုံ့ပြန်အရေးယူဆောင်ရွက်ဖို့ပြက်ကွက်နေတာကြောင့်ကျောင်းမွက်ဖွဲ့ကောင်းတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ထင်ရှားရှားလေးဟာပြသနေတယ်လို့ကုလဆိုင်ရာမြန်မာတမတ်ကြီးဥတုံမထွန်ကပြောကြားလိုက်ပါတယ်။အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဥပဒေရေးရာကော်မတီရဲ့လူသားမျိုးနယ်ပေါ်ကျူးလွန်တဲ့ရာဇဝဲမှုများဆိုတဲ့ခေါင်းစဉ်နဲ့အထွေထွေကျွေးနွေးမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်ရန်ကိုယ်စားလှယ်တမတ်ကြီးဥတုံမထွန်က အခုလိုထောက်ပြပြောဆိုလိုက်တာဖြစ်ပါတယ်။တရားမွေအာဏာသိမ်းထားတဲ့၄နှစ်ကျော်ကာလအတွင်းမှာအကြမ်းဖက်စစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း3,800ကျော်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူ၄000ကျော်အသက်ဆုံးရှုံးခဲ့ရကောင်းကျောင်းစည်းကမ်းနဲ့ဘာသာရေးအဆောက်အအုံတထောင်ကျော်အပောင်းဝင်ပုဂ္ဂလိကအဆောက်အအုံတသိန်းကျော်ပြက်စီဆုံးရှုံးခဲ့ရတဲ့အခြေအနေနဲ့နှာရှင်ပြီးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။အစုလိုက်ပြုံလိုက်တပ်ဖြတ်မှု452ကျင်းကျူးလွန်ခဲ့တာကြောင့်ကလေးငယ်တိတ်ဆုံးမှုဟာရာဂနန်းထက်ရှိခဲ့တယ်လို့ အကျန်းဖက်စစ်တပ်ဟာအရွယ်မရောက်သေးသူတွေအပေါင်းဝင်လူပေါင်း3000ကျော်ကိုအတင်းကျပ်စစ်သားတွေအဖြစ်စုဆောင်းခဲ့တယ်လို့လည်းအစည်းအဝေးတက်ရောက်လာသူတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဗုဒ္ဓဘာသာဝင်တို့ရဲ့နေထူးနေမြတ်ဖြစ်တဲ့အောက်တိုဘာလ6ရက်နေ့သတင်းတော်လာပြင်းနေ့လို့ရမှာအကျန်းဖက်စစ်တပ်ဟာလူစုလူဝေးရှိတဲ့နေရာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့လည်းအတည်ပြုခဲ့ပါတယ်။သခိုင်းတိုင်း6ဦးမြို့နယ်ကလူစုလူဝေးရှိတဲ့နေရာကိုလူမဆန်စွာလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင်အရက်သား20ခန့်အသက်ဆုံးရှုံးခဲ့ရပြီးလူပေါင်းများစွာဒဏ်ရာရခဲ့တာကိုရည်ညွှန်းပြီးပြောကြားခဲ့တာဖြစ်ပါတယ်။အခုနှစ်စက်တင်ဘာလထဲမှာလူအခွင့်အရေးကောင်စီကိုတင့်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ညားရဲ့အစီရင်ခံစာမှဆိုရင်လေအကြမ်းဖက်စစ်အုပ်စုကကျူးလွန်နေတဲ့ရာဇဝတ်မှုတွေဟာပိုပြီးပြင်းထန်လာတဲ့ဆိုပြီးစိုးရိမ်စရာကောင်းတဲ့အထောက်အထားတွေနဲ့ဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်တွေဟာ လူသားမျိုးနယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေဖြစ်တယ်ဆိုတာစုံစမ်းစစ်ဆေးရေးရန်ညားကအတည်ပြုခဲ့ပြီးဖြစ်တယ်လို့ကုလဆိုင်ရာမြန်မာတပ်မတ်ကြီးကရှင်းပြခဲ့ပါတယ်။အခုလိုလူသားမျိုးနယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့တာဝန်ရှိတဲ့သူတွေကိုအပြည့်ပြည့်ဆိုင်ရာရာဇဝတ်တရားရုံးအပေါင်းဝင်တခြားသောသက်ဆိုင်ရာတရားစီရင်ရေးရန်ညားတွေအနေနဲ့အပြစ်ပေးအရေးယူတင်တယ်လို့လည်းအစည်းအဝေးတယောက်လာတဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း90ကျော်ကကိုယ်စားလှယ်တွေနဲ့အပြည့်ပြည့်ဆိုင်ရာတက်ချေမီအဖွဲ့ကကိုယ်စားလှယ်တွေကို မြန်မာတမ်မတ်ကြီးကတိုက်တွန်းပြောကြားခဲ့ပါတယ်တက်ဆက်ထဲမှာပဲအတန်ဖက်ဆုပ်စုရဲ့အတူရောင်ရေကောက်ပွဲကိုပြက်ပြက်တက်တာပယ်ချပြီးစစ်အာဏာရှင်စနစ်အဆုံးတက်ရေးဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်ရေးငြိမ်းချမ်းပြီးမျှတတဲ့အနာဂတ်ရရှိစေရေးစတာတွေအတွက်ကြိုးပမ်းနေကြတဲ့မြန်မာပြည်သူဘက်ကခိုင်ခိုင်မာမာရည်တည်ပေးကြဖို့အပြည့်ပြည့်ဆိုင်ရာအတိုင်းဝင်နဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးတုံမိုးထွန်းကထပ်ပြီးတောင်းဆိုခဲ့ပါရဲ့ရှင်။ ဆက်လက်ပြီးတော့အင်းစိန်ထောင်တဲ့ကအကျဉ်းသားတွေနဲ့အချုပ်သားတွေကြူတင်မဲပေးဖို့ဖိအားပေးချင်းချောက်ခံနေရတယ်လို့ SDUN ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာကြူတင်မဲပေးဖို့အင်းစိန်ထောင်မှာအကျဉ်းချနေသူတွေနဲ့ထိမ့်သိမ်းခံထားရသူတွေကိုဖိအားပေးချင်းချောက်နေတယ်လို့သွေးစည်းညီညွတ်သောတမကများအဖွဲ့ချုပ် SDUN ကထုတ်ပြန်ထားပါတယ်။အင်းစိန်ထောင်မှာထိမ့်သိမ်းခံထားရပြီးပြစ်မှုကျူးလွန်တတ်သူများခြေထုံးနဲ့ခံဝင်အပ်ဥပဒေအမှုနဲ့ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတွေနဲ့တရားရင်ဆိုင်နေရတဲ့ SDU ရဲ့ဥဆောင်သူဒေါ်မျိုးမျိုးအေးကိုအော်တိုဘာလ23ရက်မှာရုံးထုတ်ခဲ့ပြီးသူ့အပါအဝင်အချုပ်သားတွေကြိုတင်မဲပေးဖို့ဖိအားပေးချင်းချောက်ခံနေရတယ်ဆိုတာကိုအဲ့ဒီအဖွဲ့ချုပ်ကထုတ်ပြန်လာတာဖြစ်ပါတယ်ဒေါ်မျိုးမျိုးအေးအပါအဝင်အဲ့ဒီအကျဉ်းထောင်အချုပ်ခန်းမှာရှိတဲ့အချုပ်သားတွေကိုရွေးကောက်ပွဲအတွက်ကြိုတင်မဲထည့်ဖို့ဖိအားပေးနေပြီးကြိုတင်မဲပေးဖို့ညှင်းဆန်ရင်ကန့်ကွက်မဲအဖြစ်တက်မှတ်မှာဖြစ်တယ်လို့ တိုက်ပိတ်တာမျိုးနဲ့ထောင်တွင်းပြစ်ဒဏ်တွေချသွားမယ်ဆိုပြီးချင်းကြောက်ကျိမောင်းနေတာလို့ SDUM ကဆိုပါတယ်။ဖန်စီထိန်းသိမ်းခံထားရတဲ့ဒေါ်မျိုးမျိုးအေးနဲ့ SDUM အဖွဲ့ဝင်တွေတရားစွဲဆိုခံထားရတဲ့ခြေချုံနဲ့ခံဝင်မှုအတွားတရားလိုပြတက်သေးတွေကိုအော်တိုဘာလ23ရက်ကရှိပီတာမြို့နယ်တရားရုံးမှာဆက်လက်စစ်ဆေးကြားနာခဲ့တယ်လို့သိရပါတယ်။ဒါပြင်နောက်ထပ်ဖွင့်ထားတဲ့အသိအဖွဲများမှတ်ပုံတင်ခြင်းဆိုင်ရာအမှုအတွက်တရားလိုကိုဆက်လက်စစ်ဆေးခဲ့ပြီး တရားလိုပြတတ်တွေတွေကိုဆက်စစ်ဆေးဖို့အတွက်အောက်တိုဘာလ23ရက်ကိုချိန်ဆလိုက်တယ်လို့ SDUM ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်က SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးကိုဇူလိုင်လ25ရက်နေ့ညမှာဖမ်းဆီးထိန်းသိမ်းခဲ့ရဖြစ်ပြီး SDUM ဝန်ထမ်း10ဦးကိုတော့ဇူလိုင်လ26ရက်နေ့ကနေ28ရက်အတွင်းဖမ်းဆီးခဲ့ရလို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံကကြီးလက်အမျိုးသမီးတွေရဲ့အင်အားနဲ့တန်တန်ခန်းနိုင်စွမ်းကိုအော်စတြေးလျကုံပြူတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ကျေးလက်ဒေတာတွေကအမျိုးသမီးတွေရဲ့အင်အားနဲ့တင့်တန့်ခံနိုင်စွမ်းကိုလေးစားဂုဏ်ပြုတဲ့အကြောင်းရန်ကုန်မြို့တော်မှာရှိတဲ့ Australia တန်ယုံကဒီကနေ့အောက်တိုဘာလ15ရက်မှာထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ဒီနေ့မှာကြာရောက်တဲ့ကျေးလက်အမျိုးသမီးများအနေမှာမြန်မာနိုင်ငံမှာရှိတဲ့ကျေးလက်ဒေတာနဲ့အမျိုးသမီးတွေကိုဂုဏ်ပြုတဲ့အနေနဲ့ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ အော်စတြေးလျနိုင်ငံအနေနဲ့အတက်မွေးဝမ်းကြောင်းမှုတွေနဲ့စားနပ်ရိက္ခာပူလုံရေးအကောင်းစေဖို့အတွက်ဆောင်ရွက်နေပြီးထိခိုက်လွဲနဲ့ဖဲချင်းခန့်အတိုင်းဝိုင်းတွေရင်ဆိုင်နေရတဲ့ BNR တွေ PR တွေကိုကြံ့ကြံ့ခံနိုင်စေဖို့ကူညီပေးတယ်လို့ထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်။ကျေးလက်အမျိုးသမီးတွေရဲ့ကြံ့ကြံ့ခံနိုင်စွမ်းကိုပံ့ပိုးမြှင့်တင်ပေးခြင်းဟာအော်စတြေးလျရဲ့ပွင့်ပြိုးတိုးတက်ရေးဆန္ဒရင်းနှီးမြှုပ်နှံမှုတွေကအထူးကအစိပ်ပိုင်းတစ်ခုလို့လဲဆိုထားပါတယ်။ကျေးလက်ဒေတာနဲ့အမျိုးသမီးတွေဟာတာမန်အမျိုးသမီးတွေဒါမှမဟုတ် တောင်သူတွေသာမဟုတ်ပဲလူမှုအတိုင်းဝန်အတွက်အစားအစာတွေထုတ်လုပ်ပေးနေပြီးကမ္ဘာစားနပ်ရိက္ခာထုတ်လုပ်မှုမှာပါဝင်ပံ့ပိုးနေကြသူတွေလို့ဂုဏ်ပြုပြောဆိုထားပါတယ်။သူတို့ရဲ့အလုပ်ကမိသားစုအတွက်အထောက်အကူဖြစ်စေတယ်လို့လူမှုအတိုင်းဝန်တဘာဝပတ်ဝန်းကျင်နဲ့မျိုးဆက်တစ်တွေရဲ့အနာဂတ်ကိုပါထိမ့်သိမ်းစောင့်ရှောက်နေကြသူတွေဖြစ်တာကြောင့်ဩစတြေးလျအနေနဲ့ဂျေးလက်အမျိုးသမီးတွေရဲ့ပံ့ပိုးပါဝင်မှုတွေကိုလေးစားဂုဏ်ပြုထားပြီးသူတို့ရဲ့စွမ်းရည်တွေမြင့်တင်နိုင်ဖို့ဆက်လက်ရင်းနှီးမြှုပ်နှံထားပါတယ်လို့ ။ဩစတြေးလျတန်ယုံကထုတ်ပြန်ထားပါရဲ့ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။